နျူကလ িয়ার စမ်းသမှုနဲ့ပတ်သက်ပြီးမိမိတို့ကအမေရိကန်ဘက်ကအခုထိဘာမှဆက်သွယ်ရှင်းပြတာမရှိဘူးလို့ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလက်ဘရော့ကပြောပါတယ်။အမေရိကန်ဆိုရဘက်ကဒီလိုကိစ္စမျိုးဟာဆက်သွယ်ရှင်းပြတာမျိုးလုပ်တင်တယ်လို့သူကပြောနေပါတယ်။နျူကလ িয়ার စမ်းသမှုတွေချက်ချင်းစတင်မလို့တမန်ထရန့်ပြောခဲ့တာဟာဘာကိုရည်ရွယ်တယ်ဆိုတာခုထိရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့ဆာဂေးလက်ဘရော့ကဆိုပါတယ်။ နျူကလ িয়ার လက်နက်တဲဆောင်နေတဲ့အရာတွေကိုပဲစမ်းသပ်မှာလားဒါမှမဟုတ်နျူကလ িয়ার ထိပ်ဖူးတွေကိုဖောက်ခွဲစမ်းသပ်မှာလားဒါအိုအမေရိကန်ဘက်ကပြောဆိုဖို့တောင်းရှိမယ်ခုထိအဆက်အသွယ်ရှင်းပြတာမရှိဘူးလို့ဆိုပါလေခရမင်နန်တော်မှာပြုလုပ်ခဲ့တဲ့လုံခြုံရေးကောင်စီအစည်းအဝေးကိုလူကိုယ်တိုင်မတက်ရောက်ခဲ့ဖြစ်ပေမဲ့သမ္မတပူတင်ရဲ့ညွှန်ကြားချက်ကိုနိုင်ငံခြားရေးဝန်ကြီးဌာနကလက်ခံရရှိခဲ့ပြီးဖြစ်တယ်လို့ညွန်ကြားချက်တိုင်းအကောင့်ထေဖို့ဆောင်ရွက်ပြီးနိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့စတင်ဆောင်ရွက်နေတယ်လို့ဆာဂေးလက်ဘရော့ကပြောပါလိမ့် ။စာဂီလဘရောနဲ့ပိုလီညာထဲမှာအဆင်မပြေမှုတွေတော်တော်ဖြစ်နေတယ်လို့သတင်းတွေလည်းကြေကြေပြန့်ထွက်နေပါလေ။ပြီးခဲ့တဲ့နိုဝင်ဘာ9ရက်နေ့ကကျင်းပတဲ့ရုရှားနိုဂျိုင်ကောင်စီဆွေးနွေးပွဲမှာပူတင်ရဲ့အနီးကပ်လက်ထောက်ဆာဂီလက်ဘရော့လည်းတက်ရောက်ခြင်းမရှိပါဘူး။ဘာကြောင့်လဲဆိုတာဒါစဉ်းစားချက်ပါလေ။တောင်အာဖရိကနိုင်ငံက G20 ဆွေးနွေးပွဲတက်မဲ့ရုရှားကိုယ်စားလှယ်အဖွဲ့အစည်းမှာလည်းဆာဂီလက်ဘရော့ကမပါပါဘူး။ဆာဂီလက်ဘရော့ရာထူးကနေဖယ်ရှားခံရပြီလားမေးခွန်းတွေထွက်နေပါလေ အဲ့တော့မေကွန်းနဲ့20ဂျိမ်မှာဆာဂေးလက်ဘရော့ရဲ့ပြောဆိုချက်ကိုရုရှားဆိုရသတင်းတွေက ဖော်ပြလာတာဖြစ်ပါတယ်။ဒီလိုဖော်ပြလိုက်ခြင်းအပြင်ဆာဂေးလက်ဘရော့ကိုယာရုကထုတ်တယ်ဆိုတာမဟုတ်ဘူးလို့ပူတင်ကသက်သေပြချင်တဲ့သဘောပါ။ဒါပေမဲ့ရုရှားနိုင်ငံထဲမှာကမမျော်လင့်ထားတဲ့အခြေအနေတွေအရင်ကတည်းကဖြစ်နေကြပါ။ဆာဂေးလက်ဘရော့နဲ့ပတ်သက်ပြီးပြဿနာရုံးတရာတော့ဖြစ်ပွားနေတာသိကြတယ်ဆိုပြီးတော့နိုင်ငံရေးလေးလာသုံးသက်သူတွေကပြောပါတယ် ဆာဂီလက်ဘရော့ကိုပူတင်ကသဘောမကျဘူးဆိုတော့ဒီပြောဆိုချက်တွေလည်းထွက်နေပါလေ။ဘာဖြစ်လို့လဲဆိုတော့ဆာဂီလက်ဘရော့ရဲ့နောက်ပိုင်းလှုပ်ဆောင်တဲ့အရှိလေပိုင်းရေးရတဲ့ကိစ္စတွေကလည်းမအောင်မြင်တဲ့ကိစ္စကြောင့်ဖြစ်ပါလေ။ဒါပေမဲ့ကရမလင်နန်တော်ကတော့အဲ့လိုမျိုးပြောဆိုချက်တွေကိုပယ်ချပါလေ။အင်ဒိုင်အာရာညီနိုင်မှုပုံစံကြောင့်လူသိများတဲ့ဆိုဗီယက်ခေတ်ဝိုင်းနတ်မန်ကြီးအသက်85နှစ်အရွယ်ဆာဂေးလက်ဘရော့ဟာ သူအမြဲလိုလိုတက်ရောက်လို့ရှိတဲ့အခုသတင်းပတ် Kremlin စီးပွေးကြီးကိုတက်ရောက်ခြင်းမရှိခဲ့တဲ့ပြင်တောင်အာဖရိကမှာကျင်းပတဲ့ G20 လည်းမတက်ပါဘူးပုံမှန်ဆိုအဲ့ဒီအထိပ်သီးစီးနှုတ်ဘက်ကိုသူဟာတက်ခဲ့တာပါနှစ်ပတ်စတိုင်းနေနဲ့ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်းသူ့ခီးစဉ်တွေကိုကြီးညာခြင်းမရှိပါဘူးဒီလိုအခြေအနေကြောင့်နိုင်ငံခြားရေးဝန်ကြီးရာထူးမှာတာဝန်ထမ်းဆောင်တာဆယ်စုနှစ်နှစ်ခုကျော်ပြီဖြစ်တဲ့ဆာဂေးလက်ဘရော့ကိုပူတင်သဘောမကျတော့တာဖြစ်နိုင်တယ်ဆိုတဲ့ပြောဆိုမှုတွေဟာထွက်ပေါ်လာတာမှမပါဘူး ဆာဂေးလက်ဘရွန်နဲ့ပူတင်ပြဿနာတက်နေသလားလို့နိုဝင်ဘာ9ရက်နေ့ကသတင်းတော်တွေရဲ့မေးမြန်းချက်ကိုခရမလင်နန်းတော်ကဘလို့မျိုးပြောလဲဆိုတော့ကျွန်တော်တို့ပဲဖြေမင်းဒီသတင်းဖော်ပြမှုတွေဘာတစ်ခုမှမမှန်ဘူးလို့ပူတင်ရဲ့ပြောရေးဆိုခွင့်ပြပုဂ္ဂိုလ်ဒီမီထရီပက်စကော့ကသတင်းတော်တွေကိုပြောပါတယ်လက်ရှိရာထူးမှာဝန်ကြီးလက်ဘရော့စက်တာဝန်ထမ်းဆောင်မှလာလို့အတီးပြူခန်းချိန်မှာဆာဂေးလက်ဘရော့ကိစ္စနဲ့ပတ်သက်ပြီးသူ့အနေနဲ့နိုင်ငံခြားရေးဝန်ကြီးဖြစ်ဆက်လက်တာဝန်ယူမှာအသေးစားဖြစ်ကြောင်းဒီမီထရီပက်စကော့ကတွန့်ပြန်ပါတယ် ပူတင်နဲ့ဖုံးခေါ်ဆိုပြီးထရန့်ကြညာပြီးနောက်ရပိုင်းကြမှာဖြစ်နိုင်ခြေရှိတဲ့တွေ့ဆုံဆွေးနွေးမှုအတွက်ဆာဂီလက်ဘရော့ကအမေရိကန်နိုင်ငံဂျာယီဝန်ကြီးမာကိုရူဘီယိုစီအောက်တိုဘာ20ရက်နေ့ကဖုံးနဲ့ဆက်သွယ်ပါတယ်။နောက်တစ်ရက်မှာထရန့်ကသူ့အချိန်ဖြုံးသလိုဖြစ်မဲ့အဲ့လိုတွေ့ဆုံမှုတွေအလိုမရှိတော့ဘူးလို့ပြောခဲ့ပါတယ်။နီးမှန်လမ်းမှန်မဟုတ်ဘူးလို့ခန်စားရလို့ပူတင်နဲ့တွေ့မဲ့အစီအစဉ်ကိုဖြတ်သိမ်းလိုက်တာလို့ထရန့်ကနောက်ပိုင်းပြောပါတယ်။ထရန့်ကမော်စကိုစီပြန်လဲချင်းကပ်ဖို့ကြိုးပမ်းနေပြီးအော်ဂုတ်လကအလက်စကာမှာပူတင်နဲ့တွေ့ဆုံဆွေးနွေးမှုတရလောက်ခဲ့ပါတယ်။ ဒါပေမဲ့ထရန့်ကယူကရိန်းမှာလက်ရှိအခြေအနေတိုင်းနှစ်ဖက်ပစ်ခတ်ရဆဲဖို့တာတိုက်တွန်းပြီးယူကရိန်းအနေနဲ့နေမြေတွေလက်လွတ်ပေးဖို့ရုရှားကတောင်းဆိုခဲ့တာကြောင့်ဒီဆွေးနွေးမှုကမအောင်မြင်ခဲ့ပါဘူးယူကရိန်းနဲ့ပတ်သက်တဲ့တောင်းဆိုမှုတွေကိုမော်စကိုကမလိုက်ရောနိုင်ကြောင်းစာဂေးလက်ဘရိုရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနက message ပေးပို့ပြီးနောက်တွေ့ဆုံမဲ့စီစဉ်ကပြည့်ပြည့်ခဲ့တာပဲဖြစ်ပါလိမ့်ပူတင်ဘာပဲလိုချင်လိုချင်စာဂေးလက်ဘရိုကအမေရိကန်နဲ့သူကိုယ်တိုင်ဆွေးနွေးတာပိုကောင်းတယ်လို့ထင်နေပုံရပြီးအဲ့ဒီလိုလုပ်ဖို့ကြိုးပမ်းခဲ့တယ်လို့ဆိုပါတယ်ပြောရမယ်ဆိုရင်တော့စာဂေးလက်ဘရိုဟာ ပူတင်ရှိကနေကြော်ပြီးပြောထားတဲ့သဘောမျိုးဖြစ်သွားပါလိမ့်။နောက်တဲ့တဲ့ဘုတ်ပြောချင်ပါလိမ့်။အန်ဝါအီဘရာဟန်ဟာတရှိုးသားဖြစ်ကြောင်းထိုင်းမြင်းစားဗိုလ်ချုပ်ကြီးရဲ့ပြောဆိုချက်ပေါ်မလေးရှားနိုင်ငံသားတွေကတော်သားထွက်နေပါလိမ့်။မလေးရှားဝန်ကြီးအန်ဝါအီဘရာဟန်ဟာထိုင်းကမ္ဘောဒီးယားနယ်စပ်ပြည်ပခါကိုဝေမှုနေတဲ့တရှိုးသားဖြစ်ကြောင်းထိုင်းစစ်တမအငင်းစားဗိုလ်ချုပ်ကြီးတို့ကမကြသေးမီအဲ့ဒီလိုမျိုးပြောခဲ့ရမလေးရှားနိုင်ငံရဲ့တိုင်းဝမ်မှာတော်လေးလှုပ်လှုပ်ခက်ခက်ဖြစ်ခဲ့ပြီးဒီကိစ္စနဲ့ပတ်သက်ပြီးတနမန်ရေးရရေးယူပေးဖို့ လွှတ်တော်အမတ်တွေကတောင်းဆိုနေပါတယ်။မကြသေးမီကကျင်းပခဲ့တဲ့ အောက်လွှတ်တော်စည်းဝေးမှာအလိကိစ္စကိုတုံ့ပြန်ဖို့ဒုနိုင်ငံခြားရေးဝန်ကြီးမိုဟာမက်အာလာမင်အားတိုက်တွန်းမှုတွေရှိနေပါတယ်။ဝန်ကြီးချုပ်အန်ဝါဟာထိုင်းနိုင်ငံရဲ့အရေးကိစ္စကိုစွပ်ဖက်တဲ့တရှိုးတာဖြစ်ကြောင်းဗိုလ်ချုပ်ကြီးရန်စီကီဒီယန်ဆက်ကမကြသေးမီကရုပ်သံအင်တာဗျူးတစ်ခုမှာဆွဆွဲပြီးနောက်ရုပ်ဥဒေသက်ဖြစ်ခဲ့တာပါအန်ဝါကတရှိုးပဲကျွန်တော်တို့ကိုဒုက္ခတွေပေးနေသူပဲဘာလို့များကျွန်တော်လာမှွေနေရတာလဲလို့ဗိုလ်ချုပ်ကြီးဟောင်းရန်စီကပြောပါတယ် ရုရှားထိုင်းနဲ့ကမ္ဘောဒီးယားကြားမှာကြာသိမီကကွာလာလမ်ပါမှာလက်မှတ်ရေးထိုးတဲ့ငြိမ်းချမ်းရေးသဘောတူစာချုပ်ကိုပြည့်ပြတ်သားသားပြစ်တင်ဝေဖန်နေသူဖြစ်ပါတယ်။အန်နိုဂါကဘသူ့ကိုတရှိုးထောက်လန်းနေတယ်လဲဆိုတာကိုရန်စီကပြောကြားခဲ့ခြင်းမရှိတဲ့ပြင်မလေးရှားဝန်ကြီးချုပ်ပေါ်သူ့ရဲ့ဆွဆွချက်တွေခိုင်မာတဲ့အချက်လက်တွေလည်းချပြခြင်းမရှိပါဘူး။ရုရှားမကြာသိမီလာတဲ့တွင်ရုပ်မြင့်တန်ကြားတွေ့ဆုံမှုမြင်ခံမှာမကြာခဏပါဝင်လာတာဖြစ်ပြီးကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်ဟွန်ဆန်အားလူစိုးသခိုးလို့ခေါ်ပြီးဝေဖန်တိုက်ခိုက်တဲ့ပြောဆိုချက်တွေကြောင့်လူသိများပါတယ်။ ထိုင်းစစ်တပ်အနေနဲ့ကမ္ဘောဒီးယားကိုစစ်ကြင်ညာဖို့ရန်စီကအကြိမ်ကြိမ်တိုက်တွန်းပါတယ်ရန်စီဟာထိုင်းစစ်တပ်ပိုင်းမီဒီယာဖြစ်တဲ့ Channel 5ရုပ်မြင့်သံကြားညွှန်ကြားမှုဖြစ်မှာ2022မှာထုတ်ပယ်ခင်ရပြီးနောက်ခေါင်းကြီးပိုင်းသတင်းတွေမှာပထမဆုံးပါဝင်လာတာဖြစ်ပါတယ်ဒီရုပ်သံဟာယူကရိန်းစစ်ပွဲနဲ့ပတ်သက်တဲ့သတင်းတွေထုတ်လွှင့်ရမှာဗတ်လိုက်တယ်လို့ဆွဆွဲခင်ရပြီးတော့ရန်စီဟာယာဒူးကနေထုတ်ပယ်ခင်ရတာဖြစ်ပါတယ်။ရန်စီဟာလာမယ့်ထူထူရေကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ဖို့မကြသေးမီက နိုင်ငံရေးပါတီခုတီတခုတည်ထောင်ခဲ့ပါလိမ့်မလေးရှားကောင်းဆောင်အပေါ်ရန်စီရဲ့ဆွဆွချင်းနဲ့ပတ်သက်ပြီးအင်အားသိမိကြောင်းအတိုက်ခတ်ပါတီမယားညွန်ပေါင်းဖွဲ့ဖြစ်တဲ့ပါရီကာတန်နက်စီယူနယ်မှာရှိနေတယ်လို့ကပြောပါလိမ့်ရန်စီကအာဆီယံဥက္ကဋ္ဌဖြစ်တဲ့ဝန်ကြီးချုပ်အန်ဝါကိုတက်ဆက်ဖောက်လှုပ်ဝက်ရန်သူဖြစ်တဲ့စိတ်ကတာအင်အားသိစရာအကောင်းဆုံးပဲသူနာမည်ကြီးဖို့ဒီလိုလုပ်တယ်လို့မြင်ကြောင်းပြောပါလိမ့်ဒီပို့စာလူမှုကွန်ရက်မှာလည်းပြန့်နှံ့နေပါတယ် တကယ်တော့ရန်စီယာငင်းချင်းသဘောတူညီချက်အသုံးချပြီးကိုယ့်ကိုယ်ကိုလူသိမြောက်အောင်လုပ်ဖို့ဝန်ကြီးချုပ်အန်ဝါကိုဒီလိုတစိမ့်ကတ်လိုက်တာပဲလို့ဆိုပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတန်တမန်ရေးရပြပြသသားရေးယူဖို့မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနကိုလွှတ်တော်မတူကတိုက်တွန်းပါတယ်ရန်စီကအန်ဝါကိုသစ္စာဖောက်အမေရိကန်တရှိုးလို့တစိမ့်ကတ်တာစိတ်မကောင်းဖြစ်တယ်ဒါဟုတ်တန်တမန်ရေးရကန့်ကွက်တော်ပေးဖို့တာဒါမှမဟုတ်ချားတင်တော်တဲ့လက်ညှိုးအတစင်ကန့်ရဲဖြည့်ရှင်းတာလုပ်ဖို့နိုင်ငံခြားရေးဝန်ကြီးဌာနမှာတာဝန်ရှိဆုံးပဲလို့လွှတ်တော်မတွေကပြောပါတယ်အန်ဝါအီဘရာဟာအမေရိကန်တရှိုးဖြစ်တယ်ဆိုတဲ့ဆွဆွချက်ကို ဒုနိုင်ငံခြားရေးဝန်ကြီးမိုဟာမက်အာလာမင်ကပယ်ချပါတယ်အန်ဝါဟာညင်ချင်းစနုပွဲကိုစီစဉ်ပေးသူသားဖြစ်ကြောင်းနဲ့ထိုင်းဝန်ကြီးချုပ်အနူတင်ကလည်းအထူးတိမက်ပြုခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်အော်လော်ဒိုစနုပွဲမှာဒါဟာမိမိတို့ဂုဏ်ယူရမယ့်ကိစ္စသာဖြစ်ပါတယ်တကယ်တော့အန်ဝါအီဘရာဟန်ကိုဆွဆွဲချက်တွေဟာအလက်ကားပဲလို့ဒုဝန်ကြီးမိုဟာမက်အာလာမင်ကတုံ့ပြန်ပြောပါတယ်ထိုင်းနဲ့ကောင်းမွန်တဲ့တရမဆက်ဆက်ရေးကိုထိန်းသိမ်းထားတဲ့အချုပ်ချအာဏာပိုင်နိုင်ငံဖြစ်နေတဲ့မလေးရှားဟာတရမဆက်ဆက်ရေး အခွင့်အာဏာမရှိသူတွေပြောဆိုချက်ကိုလည်းတုံ့ပြန်မှာမဟုတ်ဘူးလို့ဆိုပါတယ်။မွန်ကြီးချုပ်အခန်းကဏ္ဍအောင်မေးမင်းအောင်ကြိုးပမ်းနေသူတွေကဒါသူတို့အခွင့်ရေးပဲလေဗျာ။သူတို့ကဘာဖြစ်ဖြစ်ဒီအခြေအနေတွေကိုအနီးကပ်စောင့်ကြည့်ပြီးအမြဲတမ်းဝေဖန်တိုက်ခိုက်နေမှာဒါတော့ဂီယူဆိုင်ကြမလို့ဘူးလို့မလေးရှားဒုဝန်ကြီးအလာမင်ကပြောတော့ပါတယ်။အရက်သေးစားမူရစ်တောက်စားပြီးလူကြားတဲ့မက္ဆီကိုသမရမျိုးသမီးကိုနမ်းဖို့စူးစမ်းခဲ့သူအခန်းခံရပါတယ်။ မက်ဆီကိုသမရကလော်ဒီယာရှိန်ဘောင်းဟာမျိုးသမီးဖြစ်ပြီးသူမကိုလူကြားထဲမှာဖတ်ပြီးနှမ်းဖို့စူးစမ်းခဲ့တဲ့မျိုးသားတူဖန်ဆီခံရတယ်လို့သူပါတယ်။သူ့ကိုဖန်ဆီဖို့မက်ဆီကိုသမရကိုတိုင်ကမှုဖွင့်တန်ကြားခဲ့တာဖြစ်ပါတယ်။ဖြစ်ချင်ကလွန်ခဲ့တဲ့နိုဝင်ဘာလရဲ့နေ့ကကလော်ဒီယာရှိန်ဘောင်းဟာမက်ဆီကိုစီးတီးမှာရှိတဲ့သမရနန်းတော်နာမှာထောက်ခံသူတွေတွေ့ဆုံခြင်းအဲ့ဒီမျိုးသားကနောက်ကနေချင်းကပ်လာပြီးသူမလည်းပင်ကိုနမ်းဖို့လူကိုလည်းတိုင်းမဲ့ဖို့စူးစမ်းလာပါတယ်။ပြီးတော့သူ့လက်ကလည်းရှိန်ဘောင်းရဲ့ရင်သားနဲ့ထိလူနီပါတီဖြစ်ခဲ့တာဗီဒီယိုထဲမှာတွေ့ရပါတယ်။ ။ဒါဝင်နန်းတဲ့ကိုရန်တွေကဂျားဝင်ပြီးအရက်မူးနေတဲ့မျိုးသားကိုတခြားတဲ့နေရာစီဆွဲခေါ်သွားပါတယ်။အဲဒီတော့ကရှိန်ပေါင်းဟာပြုံးမပြတ်ခဲ့ပေမဲ့တော်ထိတ်လန့်သွားပါတယ်။သမရကဒီပြည်စင်တဲ့ပတ်သက်လို့တနုံတုံဖြစ်နေပြီးလေပိုင်းဆိုင်ရာစော်ကားမှုဆွဆွချက်နဲ့ရဲတိုင်ခဲ့ပါတယ်။အဲဒီမျိုးသားလည်းဖမ်းခံရပါတယ်။ရမတော်သူအဒီကိစ္စအမှုဖွင့်ဖို့အစီအစဉ်မရှိပေမဲ့အဲ့ဒီမျိုးသားကနောက်ထပ်အမျိုးသမီးအချို့ကိုလည်းအလားတူအနောက်ရှက်ပေးနေတယ်ဆိုတာသိသွားပြီးတဲ့နောက်သူ့ဆုံးဖြတ်ချက်ပြောင်းခဲ့တာလို့ကလော်ဒီယာရှိန်မောင်းကပြောပါတယ်။ သူခံယူချက်ကရိုးရှင်းကြောင်းဒီလိုလူမျိုးပေါ်မတိုင်ကြရဲ့နောက်ထပ်မက္ကဆီကိုမျိုးသမီးတွေဘာဆက်ကြုံမလဲဆိုတာတွေးမိကြောင်းသမရဝလုံဓာရီလုတ်တဲ့လူစားဟာတနိုင်ငံလုံးကတခြားမျိုးသမီးတွေကိုလည်းလက်ဆောင်မှာပေးကြကြောင်းကလော်ဒီယာရှေးမောင်းကဆိုပါတယ်အစိုးရကဒီဖြစ်စဉ်ကိုပြန်လဲဆန်းစစ်နေပြီးအလားတူကျူးလွန်မှုတွေကိုမက္ကဆီကိုရဲ့ပြည်내တိုင်းမှာရာဇဝတ်မှုအဖြစ်သတ်မှတ်ရေးစီးယုံလှရှားသွားမှာဖြစ်ကြောင်းပြောပါတယ်မက္ကဆီကိုမှာပြည်내32ခုနဲ့ရာဇဝတ်ကြောင်ဆိုင်ရာဥပဒေတွေကပြည်내လိုက်ကွဲပြားတဲ့သတ်မှတ်ချက်တွေနဲ့ကျင့်သုံးပြီး ခုလိုနှောက်ယှက်ပေးမှုကိုပြည်내တိုင်းမှာရာဇဝတ်မှုလို့သတ်မှတ်မထားပါဘူး။နောက်မျိုးသမီးတွေကနှောက်ယှက်ပေးနေကြောင်းသိသွားပြီးတရားမစွဲတုံးကအထိရှိန်မောင်းဟာအဲ့ဒီမျိုးသားကိုယဉ်ကျေးတုံ့ပြန်ခဲ့ပြီးဓာတ်ပုံအတူတွဲရိုက်ဖို့လည်းသဘောတူခဲ့ပါလေ။အဲ့ဒီမျိုးသားဟာသူ့ရဲ့မူးနေတာကိုတော့သူသတိထားမိကြောင်းတခြားမူးရစ်စေးတမျိုးမျိုးတုံးထားလားဆိုတော့တော့မပြောတဲ့ကြောင်းဗီဒီယိုတွေပြန်ကြည့်တော့ဘာဖြစ်ခဲ့လဲဆိုတာသေချာသဘောပေါက်သွားကြောင်းကလော်ဒီယာရှိန်မောင်းကဆိုပါလေ။ မက္ကဆီကိုမှာလိန်ပိုင်းဆိုင်ရာအနောက်ရှက်ပေးမှုဆွဆွဲချက်ဟာရာဇမှုမြောက်ပြီးအမျိုးသားလဲဖန်ခံခဲ့ရပါတယ်။ဒီဖြစ်ရပ်ကိုအကြောင်းပြုပြီးသမရအနီးကပ်လုံခြုံရေးတွေလည်းကြီးကြပ်ဝေဖန်ခံနေရပါတယ်။ဒီမျိုးသားဟာဒီလိုလက်ထက်မှာလက်နက်တစ်ခုခုပါလာရင်သမရဟာတည်နေလောက်ပြီလို့ပြောပါတယ်။ကုလသမဂ္ဂရဲ့လိန်ခွဲခြားမှုစတင်ဆွဖွဲတစ်ခုဖြစ်တဲ့ UN Women ဆိုရာမက္ကဆီကိုမှာအသက်55နှစ်အထက်မျိုးသမီးအလုံးရဲ့80%ရာခိုင်နှုန်းဟာဘဝမှာလိန်ပိုင်းဆိုင်ရာမဖွဲမရအနောက်ရှက်ပေးမှုအနည်းဆုံးတစ်ကြိမ်ကျုံခဲ့ဘူးကြောင်းသိရပါတယ်။ ရုရှားနိုင်ငံမှာမျိုးသမီးဥယေဟာမျိုးသားဥယေထက်တိတိတပိုများနေပါတယ်။ဒါဟာကမ္ဘာပေါ်မှာလိင်ခွဲခြားမှုအလိုက်လူဥယေမမြင်မြမှုအကြီးဆုံးနိုင်ငံတွေကတနိုင်ငံဖြစ်သွားပါတယ်။မကြသေးမီကထုတ်ပြန်ကြေညာရုရှားနိုင်ငံမှာမျိုးသားထက်မျိုးသမီးဥယေဟာ၁၀သန်းကျော်လောက်ပိုများနေပါတယ်။ခံမှန်းကြေအားဖြင့်မျိုးသမီး89.2တန်းသန်းရှိပြီးမျိုးသား66.8တန်းသာရှိပါတယ်။ဒီလိုခွာချက်ဖြစ်ပေါ်နေခြင်းဟာသမိုင်းကြောင်းဆိုင်ရာဖြစ်ပြနေတဲ့ကျမ်းမာရေးဆိုင်ရာကွာခြားချက်တွေကြောင့်လည်းဖြစ်ပါတယ်။ ရုရှားမျိုးသားတွေဟာမျိုးသမီးတွေထပ်ပြင်းပြတက်တန်းပို့တူပါလေအမျိုးသားတွေမှာအရက်တောက်သုံးမှုနှုန်းမြင်မာတာစစ်လေးတောက်တာနှလုံးရောဂါဖြစ်ပေါ်မှုမြင်မာတာအန္တရာယ်များတဲ့ပြုမှုတွေပုံမှုလှုပ်ဆောင်ခြင်းစစ်ပွဲတွေမှာပေါင်းဝင်ခြင်းတို့ကြောင့်တက်တန်းပို့တူရတာဖြစ်ပါတယ်ဒုတိယကမ္ဘာစစ်ပဝင်တမိုင်းကြောင်းတစ်ချောင်းဖြစ်ခဲ့တဲ့စစ်ပွဲကြောင့်မျိုးသားဥယျာဟာတိရစ္ဆာန်ဆုံးရှုံးမှုများခဲ့ပြီးလူဦးရေဖွဲ့စည်းပုံကိုနှစ်ပေါင်းများစွာထိထိခိုက်သိပါတယ် ဒီလိုလူဦးရေကွာခြားချက်ကြီးဟာရုရှားနိုင်ငံလူမှုရေးစီးပွားရေးနဲ့နိုင်ငံရေးအစရှိတဲ့ကဏ္ဍများစွာအပေါ်မှာတက်ရောက်မှုတွေရှိစေပါတယ်။နောက်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။2030မှာကမ္ဘာတဝန်းကိုလျှက်စစ်တအားပေးနိုင်မယ်လို့ယူဆရတဲ့ဂျာမနီရဲ့နျူကလ িয়ার ဓာတ်ပေါင်းဖော်ကြီးကတော်တော်နယ်မဲကြီးနေတယ်လို့သိရပါတယ်။ဒါကိုဂျာမနီရဲ့ဖြူရှင်းစွမ်းရင်အောင်မြင်မှုလို့ဆိုပါတယ်။ဂျာမနီရဲ့ Wednesday 78 nuclear fusion တပောင်းမှုဟာကမ္ဘာလုံးဆိုင်ရာစွန့်ရင်ရဲ့အနာဂတ်ကိုပြန်လည်ရေးသားနေပါတယ်။သိပ္ပံပညာရှင်တွေဟာ plasma ထိန်းချုပ်မှုမှာစံချိန်တွေအောင်မြင်မှုရရှိခဲ့ပါတယ်။ဒါဟာနေစွန့်ရင်အရင်းမျိုးကိုအတူယူပြီးအကန့်အသတ်မဲ့တန်ရှင်းတဲ့စွန့်ရင်ထုတ်လုပ်ဖို့အရေးကြီးတဲ့ခြေလှမ်းပါ။ atom ကိုခွဲပြီး radio တတိကြွအမိုက်တွေကိုဖန်တီးတဲ့ nuclear fusion နဲ့မတူပဲ fusion ဟာ hydrogen atom တွေကိုပေါင်းစပ်ပြီးညီညွတ်မှုဒါမှမဟုတ်ရေရှည်စွန့်ပြမှုမရှိဘဲကြီးမားတဲ့စွန့်ရင်ထုတ်ပါတယ်။ ။အင်ဂျင်နီယာတွေကဒီလိုနည်းပညာဟာရုပ်ကြင်လောက်စားသောဓာတ်အားဖြင့်စိုံထောင်ပေါင်းများစွာစားထိုးနိုင်ပြီးကဘာကြိုအတွက်လက်တွေ့အဖြစ်အကန့်အသတ်မရှိတဲ့တန်ရှင်တဲ့လေးစစ်ဓာတ်အောင်ကိုပေးစွမ်းနိုင်မယ်လို့ယုံကြည်ပါတယ်။ Mass Planck Plasma ယူရပါဗီရာသိပ္ပံမှာလက်ပတ်နေတဲ့ Wedderstein 78ဟာ Plasma ပူချိန်ကို Sinigrate သံတရာကျော်ထိတည်ငြိမ်စွာရောက်ရှိခဲ့ပြီးသူရဲ့ဒီဒီဟာပထမဆုံးအမေရိကန်စွမ်းအင်စံသတ်မှုအတွက်တအားလိုက်နဲ့ချိန်ဖို့ပြင်ဆင်နေပါတယ်။ အောင်မြင်ခဲ့ရင်ဂျာမနီကထိန်းချုပ်ထားတဲ့စင်စစ်မပြတ်ဖြူရှင်းကိုအောင်မြင်တဲ့ပထမဆုံးနိုင်ငံဖြစ်လာနိုင်ပြီးကမ္ဘာမှာရှိတဲ့အိမ်တိုင်းမြို့တိုင်းနဲ့လက်စစ်ကားတိုင်းကိုစွန့်ရင်ပေးနိုင်မယ့်မှတ်တမ်းတစ်ခုဖြစ်လာနိုင်ပါတယ်။ကျွမ်းကျင်သူတွေကဒါကိုစွန့်ရင်ဖိုးတန်ဆိုရတနာလို့ခေါ်ပြီးရုပ်ကျွေးလောက်စာခစ်ကိုအဆုံးသတ်ပြီးတော့နောင်လာမယ့်မျိုးဆက်တွေအတွက်ရေရှည်တည်တဲ့နဲ့စွန့်ရင်အနာဂတ်ကိုအာမခံနိုင်စွမ်းရှိပါတယ်။ တောင်ပန်းတို့ကိုပြစ်တက်မှုတွေရုရှားစစ်သားကိုယူကရိန်းမှာထောင်တက်ချတာပါလေစစ်တောင်ပန်းကိုပြစ်တက်မှုတွေရုရှားစစ်သည်တို့ကိုယူကရိန်းတရားရုံးကထောင်တန်တသက်တကျွန်းချမှတ်လိုက်တယ်လို့သိရပါတယ်လက်ရှိစစ်ဖြစ်နေတဲ့နိုင်ငံရဲ့ရန်သူစစ်သားကိုယူကရိန်းတရားရုံးတို့ကထောင်တန်တသက်ချမှတ်တာဟာခုတစ်ချိန်ပထမဦးဆုံးပါ2024တုန်းကအသက်42နှစ်အရွယ်ယူကရိန်းစစ်သား Vitali Hanuk ကလက်နက်ချခဲ့ပေမဲ့အသက်29နှစ်အရွယ် Russia စစ်သည် ဒီမီထရီကိုရာရှော့ကသူ့ကိုပြစ်တက်ခဲ့ကြောင်းယူကရိန်းတရားကစစ်ဆေးတွေ့ရှိခဲ့ပါတယ်။အဲနောက်ပိုင်းနိုဝင်ဘာ6ရက်နေ့မှာဒီပြစ်မှုအတွက်ကိုရာရှော့ကို ထောင်တသက်စီရင်ချက်ချမှတ်လိုက်တာဖြစ်ပါတယ်။2024ဇန်နဝါရီ6ရက်နေ့ကဖြစ်နေပတ်သက်လို့ကျွမ်းကျင်ပညာရှင်တွေရဲ့စီရင်ခံမှုတွေမျက်မြင်သက်သေထွက်ဆိုချက်တွေဗီဒီယိုမှတ်တမ်းတွေကိုအထောက်အထားဖြစ်တရားခွင်ကိုတင်ပြခဲ့ကြောင်းဆိုရရှိနေတွေကပြောပါတယ်။ အဲ့ဒီတော့ကရာရှော့နဲ့ပေါင်းမာစစ်တီတွေဟာယူကရိန်းဇာဝရီရှားဒေတာထဲမှာစစ်စခန်းတစ်ခုဝင်ရောက်စီးနေပါတယ်။ဟော်နုကလက်နဲ့ယူမလာပဲတွားတွားထွက်လာပြီးအញ្ញန့်ခံကြောင်းပြောပေမဲ့ကရာရှော့ကအနီးကပ်တိတ်ပြီး AK-47 နဲ့ပစ်ခဲ့တာပါ။ဒီလောက်ရဟာစစ်ရဆွေးမှုရောက်တယ်လို့တရားဝန်ကဆုံးဖြတ်ပါတယ်။အဲ့ဒီနောက်ကရာရှော့နဲ့သူ့အဖွဲ့သားတွေဟာလည်းယူကရိန်းတပ်တွေဝိုင်းဖန်လာခံရပြီးတုံ့ပန်းဖြစ်သွားပါတယ်။အရာရောကြားနာမှုတွေမှာကိုရာရှော့ကသူ့ပြစ်ရှိကြောင်းဝန်ခံပေမဲ့နောက်တော့အဲ့ဒီထွက်ဆိုချက်ကိုရုပ်သိမ်းပါလေ သူဖြောင်းချက်ပေးခဲ့တဲ့ဆိုတာယူကရိန်းနဲ့ရုရှားကြားတုံ့ပန်းချင်းအလဲလဲလို့မှလွတ်မြောက်ခွင့်ရမယ်လို့ယုံကြည်ခဲ့တာကြောင့်လို့ဆိုပါတယ်။ကိုရာရှောကယူကရိန်းစစ်တီကိုပြစ်တက်ခဲ့သူဟာနောက်ပိုင်းမှာအသေးဆုံးသွားတဲ့ရုရှားစစ်တပ်သားတဦးသာ ဖြစ်တယ်လို့ပြောပေမဲ့သူနဲ့အတူဖမ်းခံရတဲ့အဖွဲ့သားတွေကိုယ်တိုင်ကသူ့ထွက်ဆိုချက်ကိုညင်းဆိုပါတယ်။တယောက်ခမာတော့ကိုရာရှောဟာတိုက်ရိုက်ထွက်ချက်ပေးတာမျိုးလုံးဝမရှိခဲ့ပဲသူ့ရှင်းနေကပဲအစားထိုးလျှောက်လဲမှုတွေလုပ်ခဲ့ပါတယ်။ ယူကရိန်းကာဝေးဝန်ကြီးဌာနကတော့ဖမ်းဆီးရမိတဲ့တုံ့ပန်တွေကိုကွပ်မျက်ခြင်းဟာရုရှားတပ်တွေကမူဝါဒတစ်ခုလိုစွဲကိုက်ပြီးပုံမှန်ကျူးလွန်နေတဲ့လုပ်ရမျိုးဖြစ်ကြောင်းဆွဆွဲပါတယ်။ယူကရိန်းတဖွဲ့ဝင်တွေမှလည်းရုရှားတုံ့ပန်တွေကိုပြစ်တက်ခဲ့တယ်လို့ဆွဆွဲခံရမှုတွေရှိနေပေမဲ့ရုရှားလုပ်ရတဲ့ရှင်ပြမာနာအဖြစ်တော်နေပါကြောင်းသိရပါတယ်။ထိုင်းနိုင်ငံမှာဘတ်3.45ထရီလီယံတန်ဖိုးရှိအင်ချမ်းကြီးအကျပ်ဆိုင်နေပါတယ်။တိုက်ခန်းတဲ့အိမ်ပေါင်း1.6တန်လက်လက်နေရပါတယ်။ ထိုင်းနိုင်ငံတော်ဝန်ရှိအိမ်နဲ့တိုက်ခန်းပေါင်း1.64တန်အခန်းဟာလစ်လက်နေပြီးဘတ်3.45ထရီလီယံတန်မိုရှိစီးပွားရေးအရှုံးပေါ်မှုကြီးဖြစ်နေပါတယ်။ဒီပမာဏဟာနိုင်ငံရဲ့နှစ်စဉ်ဘတ်ဂျက်နဲ့တောင်ညီမျှပါတယ်။ထိုင်းအိမ်ချမ်းမြေသုတေသနနဲ့တန်မိုဖြတ်ဌာန AREA စတန်ရတစိအိမ်ယာအကျအတဲလို့ရည်ညွှန်းတဲ့ဒီဖြစ်စဉ်ဟာအထူးသဖြင့်ဘန်ကောက်မြို့ပြ area မှာတွေ့ရပြီးတိုက်ခန်းပေါင်း9300ကျော်မှာ လူနေထိုင်ခြင်းလည်းမရှိဘဲတိကအဖြစ်အင်ချင်မြေဈေးကွက်ကစားမှုကြောင့်ဖြစ်ပါလေအထူးသဖြင့်ကွန်ဒိုမီနီယံဈေးကွက်မှာဒီပြဿနာတွေ့ရပါလေလက်လက်တဲ့တိုက်ခန်းတွေရောင်းဖို့အသင့်ဖြစ်နေပေမဲ့လျှက်စစ်တပ်အားသုံးဆွဲမှုအလွန်လဲပါတာကိုကြည်ရင်လူနေထိုင်ခြင်းမရှိကြောင်းသိနိုင်ပါလေဒီအခန်းမျိုးကိုလက်လက်တိုက်ခန်းဖြစ် AIE ကသတ်မှတ်ပါတယ်ဗန်ကောက်အေရီးယားမှာလစ်လက်နေတဲ့အိမ်အားလုံးရဲ့58%ကကွန်ဒိုတွေဖြစ်ပါတယ်။ကွန်ဒိုလစ်လက်မှုနှုန်းဟာ 24.800ခန်းလုံးရှိပြီးစိုးရင်ပေါ်ရပါလေကမ်းမှာတခန်းနှုံးလစ်လက်နေပါလေတံပိုးဘတ်9သိန်းအောက်ရှိကွန်တိုတွေဟာလစ်လက်နှုံး27.100ခန်းလုံးရှိပါလေတခါတရံပြုပြင်ထိမ့်သိမ်းမှုလည်းမရှိလို့မြင်းမြန်ဆန်ဆန်ယွင်ယွင်ပြည့်စည်နေပါလေအလွန်ကျွံဈေးကစားခြင်းကြောင့်တိုက်ခန်းသည့်တွေရောင်းချဖို့ခက်ခဲနေပြီးနောက်ဆုံးမှာငွေချီးဖွဲ့အစီတွေရဲ့ဗန်နာရေးတည်နေမှုပေါ်ထိခိုက်စေနိုင်ကြောင်းကြွန့်ကျင်သူတွေကသတိပေးထားပါလေ လက်ရှိထိုင်းဥပဒေအရပြည်စည်းသွားတဲ့တိုက်ခန်းတွေလက်လက်နေမှုတော့ပန်းရှင်တွေအားလုံလောက်တဲ့ပြစ်ဒဏ်ချမှတ်နိုင်ခြင်းမရှိပါဘူးလက်လက်နေတဲ့တိုက်ခန်းတွေကို ပြစ်မှတ်ထားတဲ့မြေနဲ့အဆောက်အုံခွန်ကောက်ခြင်းဟာလည်းထိရောက်တဲ့ဖြစ်ရှင်ချက်မဟုတ်ပါဘူးလက်လက်နေတဲ့အိမ်တွေကိုအခွန်ကောက်ခြင်းကြောင့်ပန်းရှင်တွေကရှော်စီနဲ့အလင်းမြတ်ထိုးရောင်းပြီးရောင်းအားကိုအပြည့်အယုံကြောင်းတိုက်နိုင်တဲ့ဇီလုံးဖြစ်လာတဲ့အတွက်နိုင်ငံသားတွေဝေလံနိုင်ကြောင်း ဒါအပြင်အဆောက်အုံတွေကိုအသုံးပြုလို့ဒေသန္တရစီးပွားရေးနဲ့အတိုက်အဝန်တိုးတက်လာပြီးစီးပွားရေးကောင်းလာခြင်းများရှိလာမယ်လို့တော့စီးပွားရေးပညာရှင်တွေကအကြံပေးပါလိမ့်။လက်လက်တဲ့တိုက်ခန်းတဲ့အင်အားများမှာဗန်ကောက်ဒေသမှာ9သိန်း3000ခန်းနဲ့ကျန်ဒေသမှာ9သိန်းလောက်ရှိပါလိမ့်။ခိုင်မာတဲ့မူဝါဒသာမဖော်ဆောင်နိုင်တော့လက်လက်နေတဲ့အင်အားတွေဟာထိုင်းနိုင်ငံရဲ့ရေရှည်စီးပွားရေးမှာဆက်လက်ပြီးတော့အဟံတားဖြစ်စင်မှာအမှန်ပဲဖြစ်ပါလိမ့်။ထိုင်းအင်အားမှာဝယ်ယူမှုမှာ အများဆုံးကတော့အခုနောက်ပိုင်းထရိုချာဖြစ်လာတာကမြန်မာနိုင်ငံသားတွေကထိုင်းနိုင်ငံမှာအင်အားဝယ်ယူမှုအများဆုံးစီးရင်မှာထိတ်ဆုံးကသုံးနိုင်ငံတွေပါဝင်လာတာဖြစ်ပါတယ်။ထိုင်းနိုင်ငံအင်အားဝယ်ယူမှုအများဆုံးသုံးနိုင်ငံကတော့တရုတ်၊ရုရှားနဲ့မြန်မာတို့ပဲဖြစ်ပါတယ်။မြန်မာဟာရန်ဖန်ရန်ခါအဆင့်တနေရာဟိုတော့မှရောက်သွားတယ်လို့သိရပါတယ်။မက္ကဆီကိုနိုင်ငံမှာအမျိုးတော်ဝင်လောက်ကျန်ခံရတာနဲ့ပတ်သက်လို့လူမှုမြင့်တဲ့ချက်တွေမြင့်တက်နေပါတယ်။ မက္ကဆီကိုနိုင်ငံမြို့တော်ဝန်သူလုံခြုံတပြက်ခံရတာနဲ့ပတ်သက်လို့ပြည်သူတွေကြားတတော်လေးကိုဒေါသထွက်နေပါလေ။ဥရူဝါပန်မြို့တော်ကကာလုစ်အယ်ပါတိုမန်ဆူရူဒရီဂက်စာပြီးခဲ့တဲ့တရင်မကုံကသူ့ရဲ့မြို့မရနာလေးအခမ်းအနားအစီအစဉ်မှာပြစ်ဒဏ်ခံရတာပါ။မရနာလေးဟာသူ့အတွက်တကယ်မရနာလေးဖြစ်သွားပါလေ။မက္ကဆီကိုယူရတလေရဒီအစီအစဉ်ကိုနှစ်တိုင်းကျင်းပလေ့ရှိပါလေ။ပြောရမယ်ဆိုရင်တော့ဟောလဝင်းဒီနဲ့သဘောတရားချင်းဆင်တူပါလေ။ ဒီနေ့ကနိုဝင်ဘာ၁ရက်နေ့မှာကျင်းပတာပါဖြစ်စဉ်ပြခဲ့တဲ့နိုဝင်ဘာ၁ရက်နေ့ညပိုင်းကသူဟာဖေအောင်နိုင်မိထုံးမတစ်ခုမှာပါဝင်နေရင်တနတ်သမားတယောက်ကတနက်နဲ့အနီးက9ချက်ပြစ်သွားပါလိမ့်အဲဒီတနတ်သမားကိုလည်းဘေးနာကကိုရင်တော်တက်တွေကဝမ်းပြစ်လို့သိဆုံးသွားပါလိမ့်မြို့တော်ဝင်ဖြစ်သူတာဝန်ယူနေတဲ့အိုဘရာမြို့တရှိရာမစ်ချီဂန်ပြည်နယ်ဟာမက္ကဆီကိုနောက်ပိုင်းကမူရဲ့မှော်ကူကိုင်းတဲ့ဩဇာလွှမ်းမိုးရာနယ်မြေပါ အခုလောက်ကြမှုကလည်းမူရင်မောင်ခိုခိုင်းတစ်ခုခုကကျူးလွန်နေလို့ယုံကြည်ပါတယ်။လွန်ခဲ့တဲ့လလောက်ကမန်ဇိုဟာကောင်းမွန်အုပ်ထုပ်ဆောင် မီရှိုကန်နေကန်နေနဲ့တွဲဆုံဆူနေရမှာမူရင်မောင်ခိုခိုင်းတွေကိုဖက်ဒရယ်အစိုးရက3ရောက်မှနေနေနိုင်ဒေတာခန်နေကိုတိုင်လက်လက်ကင်ပြီးကိုကိုကာဝယ်သိမ့်ပြီးလို့ပြောပြပါတယ်။တို့ရာဇဝတ်ကန်နေကလုံတဲ့မှုငွေညှင်းမှုကြကြပြပြကျူးလွန်ပေမဲ့ဖက်ဒရယ်အစိုးရကတားဆီးနိုင်စွမ်းမရှိဘူးလို့သူကဝေဖန်ပါတယ်။ အရင်ကရာဇဝသားတွေကိုလူလူက wifi ချုပ်နှောင်းအာဏာပိုင်လက်အပ်ခဲ့ပေမဲ့လောလောဘူပြန်လွတ်လာပြီးမကောင်းမှုတွေဆက်ကျူးလွန်ပါလိမ့်။မန်ဇိုလုံးချခံမှုနဲ့ပတ်သက်လို့လူလူကြားဝေဖန်မှုတွေမြင့်တက်ပြီးဘာကြောင့်ဒီလောက်လုံခြုံရေးစီခက်လွယ်လွယ်ကြိုးပေါက်ခဲ့လဲမေးခွန်းထုတ်နေပါလိမ့်။ရဲတွေကတော့လုံခြုံမှုပူပေါင်းကြံစည်တွေကတနက်သမားကိုပြစ်တက်ပြီးတနက်ရှိသူနှုတ်ဖမ်းဆီးခဲ့တယ်ဆိုပါတယ်။အသက်၄၀ရွယ်မိုးတော်ဝန်မန်ဇိုလုံးချခံမှုနဲ့ပတ်သက်လို့လူလူမချေမနဲ့အုံကြောက်မှုတွေဟာ ဆန္ဒပြပွဲဖြစ်ပြောင်းလဲသွားပြီးဥရူရာဘန်နဲ့ဒေတာတွင်းကမြို့တချို့မှာလူစုလူဝေးနဲ့ချိန်တက်ပြီးဒုစရိုက်ခံရကိုဖိဖိစီနေနေပြီးပို့အစိုးရကိုတောင်းဆိုကြပါလိမ့်အတချို့နေရာတွေမှာတော့ဒေတာဒေါသထွက်နေတဲ့လူစုလူဝေးကအစိုးရဆောက်နေဖြစ်စီပါလိမ့်ကာဝေဦးညရီကာဒိုထရီဘီလာထရီဂျိုကပွဲတော်ကာလာတွေဥရူရာဘန်မှာဗာစီကိုရဲ့ပြည်နယ်ဆောင်တက်တွေကိုလုံခြုံရေးဖျက်ချက်ထားပေမဲ့လောက်ကျန်သူတွေကလှည့်စား ကြော့ဖြတ်သွားကြဝင်ခံပါတယ်။သူကပြည်နယ်ဆောင်တဲ့လုံခြုံရေးကြံ့မှုကရန်ရော့တီရော်ရဲ့ဖြစ်လို့နဲ့လို့ပြောပါတယ်။ရဲတွေကပြစ်တက်ခဲ့တဲ့ဆိုတဲ့တနသမားဟာဘယ်သူပဲဝါလဲခုလိမသိပါဘူး။လုံခြုံရေးကိစ္စမှတ်တမ်းရသူကလုံခြုံမှုမတိုင်ခင်ဥရူရာဘန်ကဟိုတယ်တလုံးမှာငှားရနေထိုင်ခဲ့ပြီးအနီးတစ်ဝိုက်ကိုအခြေအနေစောင့်ကြည့်မှတ်သားဟန်ရှိပါတယ်။လုံခြုံမှုနဲ့ပတ်သက်လို့လောဆယ်ပြည်နယ်ဆိုရကတာဝယူကင်တွင်နေပြီမဲ့ဖရန်ဆိုရကဘက်ကလည်းကိုမီတောင်းခံလာရဲ့ပူပေါင်းမှုကိုကန့်လန့်ထားကြောင်းသိရပါတယ်။